ားအလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ကိုဝင်ဆောင်တဲ့အချိန်မှာအမျိုးသားနဲ့အတူနေလို့ရလားဆိုတဲ့မိကုံးလေးအတွက်ကိုဖြေကြားပြီးတော့ဝေမျှပေးသွားမှာဖြစ်ပါတယ်အလုံးတွေလည်းဘုသူတ္တာလေးလေးရသလို့ အပြောရမယ်ဆိုရင်တချို့တော့လွယ်မှားတဲ့အယူအဆလေးတွေအမြင်လေးတွေရှိနေတဲ့အခါကျတော့အခုဒီဗီဒီယိုလေးကနေပြီးတော့ရှင်းရှင်းလင်းလင်းသိသွားစေနိုင်မှုအတွက်ချက်မှတ်နေပြီးတော့အဲဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပုံသတ္တလေးကိုဝင်ပြပေးချင်တာဖြစ်ပါတယ်။တော်တော်များများကဒီအိမ်အောင်သေးဒီမှာဆိုရင်ပေါ့နော်ဒီလိုမျိုးကိုဝင်ရလာပြီဆိုလို့ရှိရင်မြို့သားနဲ့အတူနေရမှာလားအတူနေသင့်လားအတူနေနေသင့်မူလားဆိုတဲ့ဟာကိုဝေခွဲမိရတယ်လေဖြစ်နေတတ်ကြတယ်ပေါ့နော်။ ကျွန်မပြောမယ်ဆိုရင်ဒီအိမ်အောင်တဲ့ဘဝမှာအမျိုးသားနဲ့အမျိုးသမီးအတူနေချင်းပြီးတော့ချစ်တင်နှောချင်းပေါ့နော်ဆိုတော့ဒီလိုမျိုးကိစ္စသည်တဘာဝဖြစ်စဉ်တည်းရဖြစ်ပါတယ်နော်အားလုံးလည်းသိထားပြီးသားဖြစ်မှာပါဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဒီအမျိုးသားနဲ့အတူနေခြင်းဟာဆိုလို့ရှိရင်ပြောရမယ်ဆိုစိတ်ဖိစီးမှုတွေလည်းလျှော့ချပြီးတယ်ပြီးရင်တစ်ဖက်မှာလည်းကိုယ့်ရဲ့ပါတနာပေါ့နော်ကိုယ့်ရဲ့အမျိုးသားနဲ့အတူတူဒီ ပြရမယ် chicken ရင်းနှီးမှုလေးတွေကိုပို့ပြီးတော့တိုးလာစေရပေါ့နော် bonding ပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီလိုမျိုးကိုဝင်ဆောင်တဲ့အချိန်မှာရောအမျိုးသားနဲ့အတူနေလို့ရသလားဆိုတော့အမေကနေဒီအများကြီးစဉ်းစားစရာဖြစ်လာတယ်။ဘာလို့လဲဆိုတော့ဖိုက်ထဲမှာကလေးလေးရှိနေလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးအတွက်စိတ်ပူကြတဲ့အတွက်ကြောင့်မလို့အဖေဖေမေမေတို့ဖြစ်မဲ့သူတွေအနေနဲ့ဆိုရင်တော့အများကြီးစိတ်ပူကြတာမျိုးလည်းရှိမှာပေါ့နော်။ဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာ ဒီလိုမျိုးချစ်တင်တော်ချင်းမျိုးသားနဲ့တူနေချင်းကကလေးလေးကိုအနည်းဖြစ်စေနိုင်သလားဆိုတော့မိကွန်းကိုဖြေရမယ်ဆိုရင်အနည်းမဖြစ်စေနိုင်ပါဘူး။ဘာလို့လဲဆိုတော့ဒီကလေးလေးကိုဒီပိုက်ထဲမှာပြောရမယ်ဆိုရင်တအိမ်ပေါ့နော်မမေရဲ့တအိမ်ထဲမှာထည့်ထားတယ်ထည့်ထားရှိနေရပေါ့နော်မမေရဲ့တအိမ်ထဲမှာရှိနေရတော့ကြာမတအိမ်ထဲမှာရှိနေတဲ့ဒီရေမွာရီတွေပေါ့နော်ရေမွာရီထဲမှာရှိရေမွာရီတွေနဲ့ဒီတအိမ်ရဲ့တကယ်ကိုတန်မာတဲ့ကြွက်သားတွေကနေပြီးတော့ကလေးလေးကိုဘယ်လိုပြောမလဲ ာဝယ်ပေးထားတယ်ကွယ်ဆိုပြင်ပအနေပါပဲဝင်ဝင်လာလာသူကနေပြီးအကောင်းဆုံးကာဝယ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကလေးလေးကိုအနေနဲ့မဖြစ်စေပါဘူးတချို့သောပြပြမိမိတွေကဗာလေးလေးစိတ်ပူကြတယ်ဆိုတော့အဲမိမိကိုဝင်ဆောင်နေတဲ့အချိန်တွင်းမှာအမျိုးသားနဲ့အတူနေရဲဆိုလို့ရှိရင်ပေါ့နော်ကလေးပြက်ကြနိုင်ခြင်းရှိသလားဆိုတော့မိခွန်းတွေကလည်းစိုးရင်ပူပန်ကြတဲ့မိခွန်းတွေမှလည်းပါတယ်ပေါ့နော်ဆိုတော့ဒါလည်းဖိရမယ်ဆိုရင်မဟုတ်ပါဘူးတခါတလေကြလို့ရှိရင်တိုက်ဆိုင်မှုလေးတွေရှိသွားတဲ့အခါမှာဒါကြောင့်အမျိုးသားနဲ့အတူနေလို့ ကလေးပြက်ကြသွားတယ်ဆိုတော့အကြောင်းအရာတွေကိုတတ်မှတ်လိုက်ကြတာပေါ့နော်အမှန်ကတော့မဟုတ်ပါဘူးပုံမှန်အဖြစ်ဆိုလို့ရှိရင်အမျိုးသားနဲ့အတူနေပြီးတဲ့အခါမှာဒီအမျိုးသမီးရဲ့ဒီတအိမ်ဟာပေါ့နော်ဒီ contraction ဆိုတဲ့ဒီကြုံချင်းဆန့်ချင်းဟာခဏတာပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သွားပြီးတော့သူ့ကိုဒီအနေရမဖြစ်စေဘူးပေါ့နော်ခလေးလေးကိုအနေရမဖြစ်စေပါဘူးအဲတချို့ကကြတော့စိတ်ပူပန်မှုတွေများတဲ့အတွက်ကြောင့်မလို့ဒါတွေကိုရောပြုတ်ပြီးတော့စိတ်တွေ စိုးရင်ကြတာပေါ့နော်ဒါမျိုးလေးဖြစ်ကြပါတယ်အဲတချို့မိကုန်းတွေမှာဘာရှိလဲဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာမြို့သားနဲ့တူနေလို့ရှိရင်မီးဖွားကျင်လာသလားပေါ့နော်ခလေးမွေးကျင်လာသလားပေါ့ဆိုတော့မိကုန်းတွေလည်းရှိရပေါ့နော်ပုံမှန်အဖြစ်ယောဂတူတွေတူတူလည်းမရှိဘူးဘာမှအာယောဂအခြေအနေကြီးကြီးမားမားလည်းမရှိတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့အဲ့လိုမီးဖွားခြင်းနဲ့စိတ်တွေပါညာတွေတော့ ြစ်တာတော်တော်လေးကိုနည်းပါတယ်ရှားပါတယ်ပေါ့နော်မဖြစ်ဘူးလို့တော့မပြောချင်ဘာဖြစ်လို့လဲဆိုတော့အချိန်နေတည့်ရရှိရယ်ကွအချိန်နေတည့်ရရှိရယ်ဆိုတာကဒါကလည်းဟိုတကယ်ကိုဟိုတိတိကျကျတတ်သိခိုင်မာနဲ့လေပြလို့ရတဲ့အချိန်နေမျိုးမဟုတ်တဲ့အခါကျတော့ဒါဒီလည်းသိထားဖို့အတွက်ကိုပဲဘောဓုဒ္ဒအနေနဲ့ပြောပြမယ်နော်အဲအချိန်နေတစ်ခုရှိတာကဘာလဲဆိုတော့ဒီကိုဝင်ဆောင်တဲ့တတိယ၃ဘက်ပေါ့အဲကိုပြောမယ်ဆို third trimester ကိုဝင်တတိယ၃ဘက်ဒီမှာဆိုလို့ရှိရင်အမျိုးသားနဲ့တူနေတဲ့အခါမှာဒီ ပုံမှန်တုပ်ရည်မှာပါတယ်ပေါ့ဒီ prostaglandin ဆိုတဲ့ substance တွေကနေပြီးတော့သူကဒီတအိမ်ကောင်းကိုတအိမ်ကောင်းကနေပြီးတော့လက်ခံနိုင်စွမ်းရှိသွားတယ်အဲ့ဒီအချိန်မှာလေတအိမ်ကောင်းကနေပြီးဒီ prostaglandin ကိုလက်ခံနိုင်စွမ်းရှိသွားတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီ prostaglandin တုပ်ရည်မှာပါတဲ့ prostaglandins ကမွေးဖွားခြင်းစိတ်ကိုဖြစ်စီတယ်မွေးဖွားစီတယ်ပေါ့နော်မွေးဖွားခြင်းတဲ့ပုံစံမျိုးဖြစ်စီတယ်ဖြစ်စီတယ်ဆိုတော့ဒီ prostaglandins ဘလောက်ပမာဏဟာမွေးဖွားခြင်းကိုအစပြုတယ်လဲမွေးဖွားခြင်းစဉ်ကိုအစပြုတယ်လဲဆိုတော့အရာကတော့တကယ်ကိုတိတိကျကျသက်သေအခိုင်မာတော့မရှိသေးဘူးဒါပေမဲ့ဒါကချွင်းချက်အနေနဲ့ပြောပြတာနော်အဲတော့မိဖွားခြင်းလားမိဖွားခြင်းမလားဆိုတဲ့ကိစ္စကကြောက်ဒါလူတယောက်တူးချင်းစီရဲ့အခြေအနေကျမ်းမာရေးနော်အကြောင်းအရာတွေအများကြီးနဲ့ဆိုင်တဲ့အတွက်ကြောင့်မလို့ဒါဒီဘဝသူဒ္ဒအနေနဲ့လည်းပြောပြပေးတာဖြစ်ပါတယ်နောက်ပြီးတော့ဒီမျိုးသားနဲ့တူနေတဲ့အခါမှာ အနေထားပေါ့နော်အမျိုးသမီးရဲ့အနေထားအမျိုးသမီးကိုဝင်ဆောင်မမေရဲ့အနေထားလည်းအရင်ရေးကြည့်တယ်ဘာလို့လဲဆိုတော့ဒီကိုဝင်အစောပိုင်းကာလတွေမှာတော့ကိုယ့်ရဲ့အနေထားအမျိုးသားနဲ့တူနေတဲ့အခါမှာအနေထားတော့ကိစ္စမရှိပါမယ်ကိုဝင်လိုက်ရင်လာပြီအဲပြောရမယ်ဆိုရင်ကိုဝင်အပတ်20ပေါ့နော်ကိုဝင်အပတ်20ကျော်လာတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ပြောရရင်တအိမ်ကြီးကကြီးထွားတာပြီလေ ဟိုတိတိတတကွာဘိုက်ဆိုလို့ရှိရင်အရင်တော့က3လလောက်ဆိုတိတ်ပြီးမတိတာပဲမှာ9လလောက်ဖြစ်လာတဲ့အခါမှာဘိုက်ကတော်တော်ကြီးလာတာလေးကိုသတိထားမိလာပြီဆိုတော့ဒီကြီးထွားလာတဲ့တအိမ်ကဒီခန္ဓာကိုယ်မှာရှိတဲ့အဓိကသွေးကြောမာကြီးကိုတွားပြီးတော့ဖိတယ်ပေါ့နော်ဒီတွားပြီးဖိတဲ့အခါကျတော့ကိုယ့်ရဲ့ဒီအမျိုးသားနဲ့တူနေတဲ့အခါမှာအနေထားလေးကိုယူဆိုင်ပေးဖို့ပေါ့နော်ပက်လက်အနေထားနဲ့မနေဖို့ပေါ့အဲ့တော့ဒါလေးကိုတော့အကြံပြုချင်ပါတယ်တစ်ချက်ပေါ့နော် ဲ့တော့တတိထားမယ့်အချက်ကလေးရှိပါတယ်အရှိပိုင်းမှာတော့ပြောပြထားရဲပေါ့နော်ဒါဒီကလေးလေးကိုတွားပြီးတော့အနေဖြစ်စီတာမဟုတ်ဘူးဒါပေမဲ့တချို့သောအခြေအနေတွေမှာတော့ဂယုဆိုင်ရပါမယ်။ဘာလို့လဲဆိုတော့ကိုဝင်ဆောင်ဝင်မိတွေအနေနဲ့ကိုဝင်ဆောင်တဲ့အချိန်မှာညမကြီးကတိတ်ကိုအရေးကြီးတယ်။ကိုရဲ့ညမကြီးဂယုဆိုင်ဂယုဆိုင်တလို့ကလေးလေးရလေးကြံကြံမာမာလေးနဲ့နော်။ဟိုချောချောမွေ့မွေ့လေးမွေးဖွားနိုင်မှာပေါ့။ဆိုတော့ကိုကိုဝင်ဆောင်ခြင်း ကာလပေါ့နော်ကိုဝင်ဆောင်တဲ့အချိန်တွင်းမှာသူအများကြီးစင်တာမျိုးနောက်ပြီးလို့ရှင်ဟိုဘာအကြောင်းကြောင့်မှမသိဘဲနဲ့ byte တွေတအားအောင်တာမျိုးပြီးရင်တချို့မိမိမှရှိရဒီမိမကိုအတွင်းမှာပေါ့နော်ပိုးဝင်တဲ့လက္ခဏာမျိုးတွေရှိတာမျိုးရှိတယ်အဲ့လိုမျိုးလေးဖြစ်လာပြီဆိုတော့တော်တော်လေးကိုသတိထားရမယ်တချို့မိမိတွေမှာဆိုလို့ရှိရင် personal previa လို့ခေါ်တဲ့အချင်းရှိရောက်တဲ့အပုံစံမျိုးလက္ခဏာမျိုးတွေလည်းရှိတတ်တယ်တချို့ကြောင့်လည်းအရင်ကလေကိုဝင်ခဏခဏပြက်ကြဘူးတဲ့ နော် history တွေရှိခဲ့မယ်လာမစီပဲကလေးမွေးဘူးတဲ့ history တွေရှိခဲ့မယ်လာမစီပဲမွေးရဲဆိုတော့38ဘက်မတိုင်ခင်မွေးမွေးတဲ့အခြေအနေတွေပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေတွေရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသားနဲ့အတူနေခြင်းကိစ္စလေးကိုကိုယ့်ရဲ့ကိုပိုင်အပ်ထားတဲ့ဆရာဝန်နဲ့တည်တည်ချာချာလေးဆွေးနွေးဖို့လိုပါတယ်လို့ကြံပြုခြင်းပါတယ်အဲ့တော့ ကျမတို့အခုလိုမျိုးကျမရေးဘူးတူတာတွေကိုဝင်မြပေးတာဒီအားလုံးအနေနဲ့ကျမရေးသိပညာတွေကိုလက်လှမ်းမိစေဖို့အတွက်ကိုပြပြဝင်မြပေးတာဖြစ်ပါတယ်နော်ဒါပေမဲ့ကိုယ့်ရဲ့တူတူယောက်ချင်းစီရဲ့ကျမရေးအခြေအနေတွေတူတူယောက်ချင်းစီရဲ့ဒီကလေးလေးအခြေအနေတွေတူတူယောက်ချင်းစီရဲ့ဒီလိုမျိုးသွေးစင်နာဘာညာဆိုရဲကျမ်းမာရေးအခြေအနေတွေဒီကိုပိုက်အထားတဲ့ဆရာဝန်နဲ့တည်တည်ချာချာလေးဆွေးနွေးတိုင်ပင်ပြီးတော့အဆုံးဖြတ်ချက်ချမှာဖြစ်တဲ့အတွက်ကြောင့်ဘလို့တော့အကြောင်းအရာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးပြပြတဲ့ ကျမ်းမာရေးဘဟုသုတတွေကိုဘဟုသုတအနေနဲ့ပဲနားလည်လက်ခံပြီးတော့တကယ်တမ်းကိုယ့်ရဲ့ကျမ်းမာရေးအတွက်ဆုံးဖြတ်ချက်ချရမယ်ဆိုလို့ရှိရင်တော့ကိုအပ်ထားတဲ့ OG နဲ့သာတည်တည်ချာချာလေးဆွေးနွေးတိုင်ပင်ပါလို့ကျွန်မကပြောချင်ပါတယ်နော်နောက်ထပ်လည်းဘဟုသုတရရစီမယ့်အကြောင်းအလေးတွေကိုထပ်ပြီးတော့ဝေမျှပေးပါဦးမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်